တော်ဗျာအင်္ဂုတ္တပါဠိတော်ထဲမှာပြောထားတဲ့စကားလေးတခုရှိတယ်ကုသိုလ်ကောင်းမှုတို့နဲ့ပတ်သက်ပြီးတော့တည်တတ်နေတယ်ဆိုရင်တော့ငါမချီးမွမ်းနိုင်ဘူးတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာရင်တိုးတက်နေမှသာလေငါချီးမွမ်းမယ်လို့အဲ့လိုလေးမြတ်စွာဘုရားဟောထားတာရှိတယ်နော်ဒါကအတိဘေက ပါလဲဆိုတော့ကိုကိုကိုစီစစ်နေဖို့လိုတယ်ဆိုတာလေးကို နားလည်ရတာပေါ့နော် ရသော်ဗျာကိုကိုကို အလွန်စီစစ်စေခြင်းတယ်ကိုကိုကို စိတ်ဝင်စားစေခြင်းတယ်မြတ်သားဖြင့်တက္ကသိုလ်မတော်ဦးဇင်းတို့တွေကတော့သူများအကြောင်းကိုပဲစိတ်ဝင်စားသူများဘာတွေလုပ်လဲဆိုတာကိုပဲစိတ်ဝင်စားကြတာများတယ်ကိုကိုကိုစိတ်ဝင်စားပြီးတော့ကိုကိုကိုစီစစ်တဲ့တယ်ပေါ့အထူးသဖြင့်အင်္ဂုတ္တပါဠိတော်တတကနိပတ်ထဲမှာသာစိတသုတ်တံအစရှိတဲ့သုတ်တံဒေသနာမျိုးတွေထဲမှာမြတ်စွာဘုရားအများကြီးဟောတယ်တော့ယဟန်တို့တဲ့ မှန်ဆိုတာဘာလို့ချင်းအကျိုးရှိလေတဲ့ကြည်ရှုစင်နေနေအကျိုးရှိပါလေဖျားတဲ့ဟုတ်တာပေါ့မှန်ဆိုတာဘာလို့ဘာလို့ဖို့တော့ကြည်ရှုစင်နေမှုပေါ့နော်အမှန်တည်းမှာပေါ်နေတဲ့မိမိရဲ့ပုံရိပ်ကိုကြည်ပြီးတော့နမတင်တော်တာတွေ့ရင်ဖယ်ရှားဖို့ပို့ပြီးတော့ကြည်လို့ကောင်းအောင် ပြင်ဆင်ဖို့မှန်ဆိုတာဒီလိုအကျိုးရှိတယ်ပေါ့အဲ့ဒါလိုပဲတဲ့နော်ကြည်ရှုစင်နေပြီးတော့ကိုယ့်ကိုယ်ကိုအဆင့်မြင့်တဲ့မြင့်အောင်စူးစမ်းအထောက်ရမယ်ပေါ့မှန်ကြည့်တယ်လို့မျိုးပေါ့နော် အဲ့ဒါအဲ့ဒီတည်းမှာဦးဇင်းတို့လေ့လာလို့ရသလောက်ကြီးစုစင်ကြင်ပုံတွေကိုအမြတ်စွာဘုရားအများကြီးဟောတယ်။အကြံများဖြင့်ဝေဖန်ပြရမယ်ဆိုလို့ရှိရင်ငါမှကောင်းတဲ့စိတ်တွေနဲ့အနေများလားမကောင်းတဲ့စိတ်တွေနဲ့အနေများလားလို့အဲ့ဒီလိုမျိုးမြတ်စွာဘုရားစင်ကြင်ခိုင်းတယ်။နောက်အသေးစိတ်လေးပြောရမယ်ဆိုရင်တော့အလွန်ရှည်လျားမယ်ပေါ့နော်။ဘုရားပစ္စည်းကိုမတရားလိုချင်တဲ့စိတ်တွေနဲ့နေတာများလား။နောက်အဘိဇ္ဇာပေါ့နော်။အဲ့လိုညင်ွမ်းတဲ့စိတ်တွေမရှိဘဲနဲ့ပဲအနေများသလား။ နော်အာယုန်နေနဲ့တွေ့ရကြုံရတာနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမကျင်းနိုင်မချမ်းနိုင်မှုဖြစ်နေတဲ့သိတိုင်းမကျမ်းဖြစ်နေတဲ့နော်ဒေါသဒေါမနတတွေပွားပြီးတော့ပဲအနေများလားသို့မဟုတ်အဲ့ဒီဒေါသဒေါမနတတွေမပွားဘဲနဲ့မေတ္တာတရားလေးနဲ့ပဲအနေများလားနော်ဟိုတရားဘာဝနာလုံကအထောက်ကြတဲ့ပုံကိုယ်တွေနဲ့နော်အဝင်ဝင်ကြဖြစ်မဲ့စကလုံးလေးလည်းအဲ့ဒီထဲမှာအများကြီးတုံးထားတာကိုတွေ့ရတယ်အာထိုင်းမှန်ပြင်းမှုတွေနဲ့အနေများလား တမမဟုတ်ထိုင်မဲ့ပြင်းရင်မှုတွေမရှိဘဲနဲ့ပဲအနေများလားပြက်လွင်မှုပူပန်မှုတွေနဲ့ပဲအနေများလားဓမ္မမဟုတ်ပြက်လွင်ပူပန်မှုမရှိဘဲနဲ့ပဲအေးချမ်းချမ်းအနေများလားဟုတ်လားအဲ့လိုမျိုးဆိုပါဗျာကိုယ့်ရဲ့စိတ်ထဲမှာငါဖြစ်ပေါ်နေတဲ့အခြေအနေမှန်ကိုသိအောင်ကြိုးစားခိုင်းတယ်အဲ့တော့လူဆိုတာကအသိဉာဏ်ရှိတယ်တတိလေးနဲ့အဲ့လိုစဉ်းစားလိုက်တဲ့အခါမှာနော်ဘယ်လိုစိတ်ကူးမျိုးပေါက်လာမလို့ထင်လဲ ကောင်းတဲ့စိတ်ကလေးနဲ့အနေများတယ်ဆိုတဲ့အဖြေကောင်းလေးပဲရကြင်ကြမှာပေါ့ဟုတ်တယ်မို့လားအခုအားကဒကာဓမ္မတို့ဦးဇင်းတို့တွေကကိုကိုကိုအဲ့လိုမျိုးနော်စီစစ်တဲ့သဘောမျိုးနော်ဟိုကြည့်ရှုဆင်ခြင်တဲ့သဘောမျိုးအားနေတဲ့အတွေ့အကြုံသာလဲမကောင်းတာတွေကမလုပ်နေတော့ဖြစ်ဖြစ်နေတာပေါ့တကယ်လို့ကြည့်ရှုဆင်ခြင်တဲ့အားကောင်းမယ်ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာမဟုတ်တာကြီးတွေမသိမ့်တော်တာကြီးတွေဖြစ်နေတာကိုစိတ်ကပင်ကိုယ်အနေနဲ့ကိုမလုပ်မလို့တိတ်လက်မခံခြင်းဘူးနော်ကောင်းတာပဲ ဖြစ်စေခြင်းပဲပေါ့နော်အဲ့ဒါမြတ်စွာဘုရားအဲ့လိုဆင်ခြင်ခြင်းဟာကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်များပြားရေးကိစ္စမှာအလွန်မှအကျိုးကျေးဇူးများတယ်လို့အဲ့လိုလည်းဟောတယ်။အဲ့ကြီးစုဆင်ခြင်ခြင်းသည်ကုသိုလ်ကောင်းမှုတို့ဖြင့်တိုးပွားရေးမှာအလွန်တရာမှာအကျိုးကျေးဇူးများတယ်လေဆိုလိုတာကကောင်းမှုတွေတိုးတက်များပြားခြင်းနဲ့ဆိုရင်ကြီးစုဆင်ခြင်မှုအလို့ကိုမဖြစ်မနေလောက်ရမယ်ပေါ့။ဒါကပိတ္တတော တဘောလက်ကျန်ချင်းတွေမှာဒီလိုဒေသနာလေးတွေနဲ့ညှိပြီးတော့ကိုယ့်ကိုယ်ကိုနေသွားနိုင်ဖို့ပြောတာပေါ့နော်ကြီးစုစင်ကျင်ခြင်းဟာကုသိုလ်ကောင်းမှုတိုးပွားရေးမှာအလွန်တရာမှာကျေးဇူးများတယ်တဲ့